ဆူမြို့နယ်အတွင်းမှာစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာတွေကိုဇက်တိုက်လောက်ဆောင်နေတာရှိပြီးတော့ဧပြီလ25ရက်နေ့မှာလည်းအရက်သားပြည်သူနေထိုင်နေတဲ့နေရာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာထပ်မံလောက်ဆောင်ခဲ့တဲ့အတွက်အရက်သား3ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်စစ်ကောင်စီကဧပြီလ25ရက်နေ့မနက်စင်နာရီဝန်းကျင်လောက်မှာကြောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့လိုက်ခမော့ကျွရွာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာ၅ကြိမ်ထပ်မံနဲ့လောက်ဆောင်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီတိုက်ခိုက်မှုကြောင့်ကလေးငယ်တဦးအပါဝင်အမျိုးသမီးနှစ်ဦးဟာထပ်မံတရားရရှိခဲ့ရတာဖြစ်တယ်လို့ကြောက်ဖြူဒေတာခန်တဦးကပြောပါတယ်။တရားရတော့တဲ့သူတွေကတော့လက်ခမော်ကျေးရွာဒေတာခန်တွေဖြစ်တဲ့အသက်30ကျော်အရွယ်မာချောစုတမိဖြစ်သူအသက်17နှစ်အရွယ်မမိတ်တစင်ခိုင်နဲ့အသက်40ကျော်အရွယ်တော်သိန်းသိန်းအေးတို့ဖြစ်ကြတယ်လို့ဆိုပါတယ်။အဲ့ဒီပုံစံထိမှန်ခဲ့တဲ့သူတွေဟာလက်ခမော်အနောက်တောင်ဘက်မှာရှိတဲ့လေကွင်းပြည်အတွင်းမှာမြေပဲဆိုင်ခင်းအတွင်းမြေပဲနှောက်နေကြသူတွေဖြစ်ကြပြီးတော့ အဲ့ဒီနေ့မှာရှိတဲ့ထော်လာကြီးတစီနဲ့ဟိုက်ချက်ကားတစီဟာလည်းပျက်စီးသွားခဲ့ရတယ်လို့ပြောပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့ဧပြီလ25ရက်နေ့ကလည်းရေနံတောင်ကျွော်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာလောက်ဆောင်ခဲ့တဲ့အတွက်အမျိုးသမီးတဦးသေဆုံးခဲ့ရပြီးအမျိုးသားတဦးထိခိုက်ဒဏ်ရာရတာရှိခဲ့ရတယ်လို့နေအိမ်6ဆောင်ထပ်မင်းဟာလည်းမိလုံပျက်စီးတာရှိခဲ့ရတယ်လို့ဒေတာခန်တွေကပြောဆိုကြပါတယ်စစ်ကောင်စီကငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလောက်ဆောင်နိုင်ဖို့အတွက်ဧပြီလကုန်တဲ့အထိအပြည့်ရက်တယ်လို့ထုတ်ပြန်ထားပေမဲ့ ကြောက်ဖြူမြို့နယ်အတွင်းမှာတော့အာရခတပ်တော်တိမ့်ပိုက်ထားတဲ့နေမြေတွေကိုပြန်လည်ရယူလိုတဲ့စိတ်နဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်တာရေကြောင်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာလေကြောင်းကနေတစ်စက် Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်တာတွေကိုလည်းအပြစ်ရက်ကာလမှာဇက်တိုက်လောက်ဆောင်တာတွေရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်အာရခတပ်တော်ပြောခွင့်ရဥခိုင်ဒုက္ခကလည်းစစ်ကောင်စီဟာဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြစ်ရက်ကြေညာချက်ထုတ်ပြန်ပြီးရက်ပေါင်း20အတွင်းမှာ စစ်ကောင်စီကကြောက်ကျူတောင်ကောက်ကြောက်တော်စစ်တွေနဲ့ပေါက်တော်မျိုးတွေကိုပြစ်ခတ်တိုက်ခိုက်မှုအကြမ်းရေး၄၉ကြိမ်လှုပ်ဆောင်ခဲ့တာရှိပြီးတော့ဒီတိုက်ခိုက်မှုကြောင့်အရက်သားတအူးတိတ်ဆုံးခဲ့ရပြီး28ဦးဟာလည်းဒဏ်ရာရရှိခဲ့ရတယ်လို့ပြောဆိုထားပါတယ်။အဲ့ဒါတွေအပြင်နေအိမ်20လုံး၊ဆိုင်2ဆိုင်နဲ့ပါတာရဲအဆောက်အုံ3လုံးအပါအဝင်အဆောက်အုံအများပြားလည်းထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ဆိုထားပါတယ်။စစ်ကောင်စီအနေနဲ့အပြစ်ရထုတ်ပြန်ထားပြီးအခုလိုတိုက်ခိုက်မှုလှုပ်ဆောင်တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့လည်းဥက္ကဋ္ဌကပြောဆိုထားပါတယ်။